မင်္ဂလာပါကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အော်တိုဝါလာ၁၀ရက်နေ့နနက်ခင်းသတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမဆုံးသတင်းခုအနေနဲ့ပဲခူးတိုင်းနန္တလင်းမြို့နယ်ပြင်ပုံရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးပြည်သူတို့ဦးကိုပြစ်တက်ကလူငင်ငါးဦးကိုဗော်ဒါဆွဲဖမ်းဆီး၍ငွေကြက်360တောင်းပြီးပြန်လုပေးခဲ့ကြောင်းဒေသပြည်သူများကပြောဆိုထားပါတယ်။အော်တိုဝါလာ၇ရက်နေ့တွင်နန္တလင်းမြို့နယ်ပြင်ပုံရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးမျက်ရည်နေသည့်အသက်၁၈နှစ်အရွယ်မျိုးသားတို့ဦးကိုတနက်ဖြစ်ပြစ်သွားကြောင်းသိရပါတယ်။ ရင်းစစ်တပ်စစ်ကြောင်းဒီကြေးရအတွင်းလူငယ်၅ဦးကိုလည်းပေါ်တာဆွဲဖမ်းဆီးပြီးနောက်မိသားစုဝင်များကိုတဦးလျင်ငွေကျပ်360ပြင်လက်လံထုတ်ယူခဲ့ရကြောင်းသိရပါဗျ။နယ်ဒလင်းမြို့နယ်ပြင်ပုံရွာမှာစစ်ခွေးတွေကရွာသား၅ဦးကိုပေါ်တာဆွဲဖမ်းဆီးပြီးငွေကျပ်360တောင်းပြီးပြန်လွှတ်ပေးခဲ့ပါဗျ။နောက်ပြီးစစ်ခွေးတွေကမျက်ရည်နေတဲ့အသက်16နှစ်ရွယ်ကောင်းလေးတူဦးကိုလည်းတနက်နေ့ပြစ်တက်သွားတယ်။ဘာကြောင့်ပြစ်တက်သွားလဲဆိုတာတော့မသိရသေးဘူးဟုဒေသပြည်သူတူဦးကပြောဆိုထားပါတယ်။ အလားတူဂျိုးပင်ကမြို့နယ်နှင့်အုပ်ပုံမြို့နယ်အဆက်ကိုရောက်ရှိနေသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကကျေးရွာများကိုစစ်တောင်းထိုးနေပြီးပြည်သူများကိုဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးနေကြောင်းသိရပါတယ်။ထိုကျမ်းပတ်စစ်တပ်စစ်ကြောင်းသည်ရေငန်ရွာမှာပြည်သူရှိဦးတရက်တော်ရွာမှာပြည်သူချဦးနှင့်မအူတန်းရွာမှာပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးသွားပြီးလက်ရှိချိန်တွင်လူသားတိုင်းပြုလုပ်ထားကြောင်းသိရပါသည်။ထို့ပြင်ဂျိုးပင်ကောင်မြို့နယ်အလဲကုန်းရေစခန်းတွင်လည်းအကျမ်းပတ်စစ်တပ်ကဖောက်ကနှစ်စီးဖြင့်အင်အားထပ်မံဖြည့်တင်ထားကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးတော့တနင်္သာရီတိုင်းတရချောင်းမြို့နယ်တွင်စစ်တောင်းထုတ်ခဲ့သောအကြမ်းဖက်စစ်တပ်ကပြည်သူနှုတ်ဦးကိုလဲလီတပ်ဖြတ်သွားပြီးကြေးရွာလေးရွာမှနေအိမ်တရာချုပ်ကိုမီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းဒေသပြည်သူများကပြောဆိုထားပါတယ်။ဩဂုတ်လ12ရက်နေ့မှ25ရက်နေ့ထိတရချောင်းမြို့နယ်တွင်အကြမ်းဖက်စစ်တပ်နှင့်တော်လိုင်းတပ်ဖွဲ့များ14ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲတွင်အကြမ်းဖက်စစ်သားအလောင်းနှလောင်းနှင့် MA4 တနက်တလက်နှင့် MA1 တနက်တလက်သိမ်းဆည်းရရှိခဲ့ပြီးစစ်မှုထမ်းတပ်6ဦးကိုလည်းအရှင်ဖက်စစ်ရမိကထိခိုက်ဒဏ်ရာရရှိသူများပြခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ထို့သို့တိုက်ပွဲအတွင်းအထင်အားခဲ့သောအကြမ်းဖက်စစ်တပ်သည်ဩဂုတ်လ22ရက်နေ့နှင့်22ရက်နေ့တို့တွင်မိုးရွှေကူးရွာနှင့်စော်ပြားရွာတို့ကိုဝင်ရောက်စီးနင်းပြီးပြည်သူ့အုပ်ကိုဖမ်းဆီးကာလဲလီတပ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်းထို့ပြင်ကျေးရွာအတွင်းရှိနေရင်86လုံးကိုလည်းမိရှုဖျက်ဆီးခဲ့ပြီးနေရင်အတွင်းရှိတပ်မိုးကြီးများကိုလည်းယူဆောင်သွားကြောင်းသိရပါတယ်ထို့ပြင်ကျမ်းပတ်စစ်တပ်စစ်ကြောင်းသည်စက်တင်ဘာလ9ရက်နေ့တွင်တင်းကျွံ့ရွာနှင့်ရန်နောက်ကျွံ့ရွာတို့ကိုဝင်ရောက်စီးနှင်ပြီးရန်နောက်ကျွံ့ရွာမှနေရင်30ကျော်နှင့်တင်းကျွံ့ရွာမှနေရင်10လုံးကိုထပ်မံမိရှုဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ တိုက်ပွဲဖြစ်တာကတော့14ရက်ကြာတယ်စစ်ခွေးတွေကရွာလေးရွာကိုဝင်ရောက်ဆင်းနေပြီးပြည်သူနှုတ်ဦးကိုလည်းလဲလီးတက်ပြတ်သွားခဲ့ပြီးရွာလေးကူကနေအိမ်တရာကျော်ကိုမိရှုဖြက်စီသွားတယ်ဟုဒေသပြည်သူဦးကပြောဆိုပါတယ်အကြံပတ်စတက်သည်တရချောင်းမြို့နယ်တွင်အော်တိုဘားလ9ရက်နေ့ကလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်တဲချောင်းကြီးရွာကိုပေါင်900ပုံတလုံးကျဲကျတိုက်ခတ်ခဲ့ပြီးအသက်62နှစ်အရွယ်ဒေါ်ဂျင်အေးအသက်50နှစ်ဒေါ်မမအသက်10နှစ်မတ်တီရီနှင့်အသက်58နှစ်အရွယ်ဦးစိုးတို့ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့အာနာသိန်းစေအိုစုကမတရားဖန်ဆီးပြီးကျုံးမိန်ပေးကတည်တန်းချကုမျက်ခံခဲ့ရသည့်ကိုပြိုးစီရသောရဲ့ဇနီးဖြစ်သူမတ်တစင်ညွတ်အောင်နှင့်လူခွင့်လှုပ်ရှားမှုအဖွဲ့တွေဖြစ်တဲ့ Defend Myanmar Democracy မြန်မာ Internet Project တို့ပူးပေါင်းပြီး Norway ဆက်သွယ်ရေးကုမ္ပဏီ Telenor ကို Norway နိုင်ငံမှာစတင်ပြီးတရားစွဲဆိုလိုက်ပြီးလို့ Defend Myanmar Democracy အဖွဲ့မှတာဝန်ရှိသူတဦးကပြောပြပါဗျာ။ တယ်လီနော့သုံးပြုသူတွေရဲ့ဖုန်းခေါ်ဆိုမှုမှတ်တမ်း call log တွေကိုစေအိုစုထံလွှတ်ပြောင်းပေးအပ်ခဲ့ပြီးမကြမီစေအိုစုရဲ့ဖန်စီကုမြတ်ချင်းခံခဲ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးဖြိုးစရာတော်ဤဇနီးမတ်တစင်ညောင်းအောင်ပါဝင် Defend မြန်မာဒီမိုကရေစီအဖွဲ့နဲ့မြန်မာ Internet Project အဖွဲ့တို့ပူးပေါင်းပြီးတယ်လီနော့ ASA ကိုနော်ဝေးနိုင်ငံမှာတရားစွဲဆိုဖို့စီစဉ်ခဲ့တာလို့ဆိုပါရယ် မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလအတွင်းစစ်တပ်ကအာဏာသိမ်းမှုစတင်ပြီးနောက်ပိုင်းအာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်သူတွေပေါ်စစ်အုပ်စုကအင်အားသုံးအကြမ်းဖက်နေနေမှုတွေပြင်းပြင်းထန်ထန်လှုပ်ဆောင်နေချိန်တယ်လီနော့ကအသုံးပြုသူပြည်သူတွေရဲ့မိုဘိုင်းဖုန်းဒေတာအချက်အလက်တွေကိုစစ်အုပ်စုတံလွှတ်ပြောင်းပေးရခဲ့တယ်လို့ဆိုပါတယ်။ဒီလွှတ်ပြောင်းပေးရခံရတဲ့အချက်အလက်တွေထဲမှာတယ်လီနော့အသုံးပြုသူတွေရဲ့အမည်လိပ်စာနိုင်ငံရေးစစ်ဆေးကပြနံပါတ်ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေနဲ့နောက်ဆုံးဒီနေရာစတဲ့အလွန်အန္တရာယ်များပြီးထိရှိလာတဲ့အချက်အလက်တွေပါဝင်နေလို့ဆိုပါတယ်။ အခုလို Daily Note ကပေးရခဲ့တဲ့ data ချက်လက်တွေကိုအသုံးပြုပြီးစီအုပ်စုကအရက်သားတွေကိုချေရခန်းနာထိမ့်သိမ့်တာနဲ့နှိမ့်ဆက်ညှဉ်းပန်းတာတွေပြုလုပ်ခဲ့တယ်လို့ဆိုပါရယ်။ဒီဖြစ်ရပ်နဲ့ဆက်ဆက်ပြီးစည်းခံရသူများဟာအာဓမ္မဖန်စီနှိမ့်ဆက်ညှဉ်းပန်းထောင်ချခံခဲ့ရပြီးအ ਨੇ စုံလူတူအုပ်မြတ်ခံခဲ့ရတယ်လို့ Defend Myanmar Democracy ဖွဲ့ကဆိုပါရယ်။အသုံးပြုသူတွေရဲ့ချက်လက်တွေကိုစေအုပ်စုတန်လွှဲပြောင်းမပေးဖို့အရက်သားဖွဲ့စည်းတွေကတရားဝင်တောင်းဆိုတားမြစ်နေတာတွေကြားကတယ်လီနော့ဟာအချက်လက်တွေကိုလွှဲပြောင်းပေးရခဲ့တာလို့ဆိုပါရယ်။ အဲဒီကလည်းတယ်လီနော့ကပိုင်ဆိုင်မှုများကိုအပြီးတိုင်ရောက်ချပြီး2022ခုနှစ်ကမြန်မာနိုင်ငံကထုတ်ခွာသွားတယ်လို့သိရပါဗျ။ဒီအမှုကစီးပွားရေးနဲ့သက်ဆိုင်တဲ့ဆုံးဖြတ်ချက်တွေကလူအသက်ဘဝများစွာပေါ်ဆိုးရွားစွာအန္တရာယ်ဖြစ်စေတဲ့အခါအထူးသဖြင့်မြန်မာနိုင်ငံလိုပဋိပက္ခဖြစ်ပွားရာဒေသတွေမှာစီးပွားရေးလုပ်ငန်းတွေအကောင့်ထည့်ဖို့တဲ့အခါအစိုးရစီးပွားရေးလုပ်ငန်းတွေရဲ့တာဝန်ယူမှု corporate accountability နဲ့သက်ဆိုင်ရာနိုင်ငံအစိုးရရဲ့ကြီးကြပ်မှုတို့အရေးတကြီးလိုအပ်ကြောင်းကိုထပ်လောင်းလေးပေးဖော်ပြတာဖြစ်တယ်လို့လူခွင့်ရေးလှုပ်ရှားတဲ့ရဲဘက်ဖွဲ့စည်းတွေကထုတ်ပြန်ထားပါဗျ။ တယ်လီနော့အသုံးပြုသူအားလုံးရဲ့ချက်လက်တွေကိုလက်ရှိမှာဆဲအုပ်စုနဲ့ပတ်သက်ဆက်နေတဲ့ရွှေပြားမြူကုမ္ပဏီကထိန်းချုပ်ထားပြီးရွှေပြားမြူဟာတယ်လီနော့ရဲ့ပိုင်ဆိုင်မှုတွေကိုလက်နုံအခြေဆိုင် M1 Group နဲ့ပူးပေါင်းကလက်ရှိမှာအတက်မြန်မာနာမည်နဲ့လုပ်ငန်းလည်ပတ်နေပါဗျ။ဆလပီတော့ပြည်မျိုးနဲ့ခွေးရဲကြီးရွာမှာအကျံဘက်စစ်တပ်လက်ပါစီပြည်စော်တီကောင်းဆောင်လှမြမှာလက်နက်ကင်ဖွဲတစ်ခုဤဖမ်းဆီးခြင်းခံလိုက်ရကြောင်းဒေသပြည်သူများကပြောကြားထားပါဗျ။အောက်တိုဘာလ9ရက်နေ့ပြည်စော်တီကောင်းဆောင်လှမြအုပ်ဆွဲအုပ်စုဝင်းဒင်းစိတ်ကြီးရွာတွင်ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်းသိရပါဗျ။ ပြည်မျိုးနဲ့အုပ်စဲအုပ်စုဝင်တင်စိတ်ကြီးရွာမှာရောက်ရှိနေတော့တနက်ထဖန်သွားတာပါလက်နက်ကိုင်ဖွဲ့စည်းတစ်ခုကနေဝင်ဖန်သွားတာပါဟုဒေသပြည်သူတို့ကပြောကြပါတယ်။ခွေးရဲကြီးရွာမှာအကြံဘတ်စစ်တပ်လက်ပါစီပြည်စော်ဒီကောင်ဆောင်လှမြင့်ဤအကြံဘတ်လုပ်ရများကိုသတင်းမီဒီယာများတွင်ဩဂုတ်လအတွင်းဖော်ပြခဲ့သည့်နှင့်ပတ်သက်၍၎င်း၏တာဖြစ်သူက၎င်း၏အဖေတစ်ခုခုဖြစ်ပါကခွေးရဲကြီးရွာအုပ်စုကြီးရွာပေါင်း900ကိုစစ်တပ်ခေါ်ယူကလေကြောင်းမှပုံကျဲမိဟုချိန်ချပြောဆိုထားပါတယ်။ လက်နက်ကင်တပ်ဖွဲ့ဤဖမ်းဆီးခံရသူပြူစောတီကောင်ဆောင်လှမြင့်သည်ပေါင်းတလဲနေမြေတဝိုက်တွင်လူငယ်များကိုပေါ်တာဆွဲခြင်းစစ်မှုထမ်းစီရင်ပြုစုခြင်းစစ်မှုထမ်းကြီးအတင်းအဓမ္မကောက်ခံခြင်းစိုက်ကဲများတင်စီခြင်းကင်းလှည့်ခြင်းများလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရှိရပါသည်ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့စကိုင်းတိုင်းချောင်းမြို့နယ်ဘုံလိုရွာတွင်တရင်ကျွလာပြည်နေညာစီမင်းပူဇော်နေသည့်ပြည်သူများကိုဘုံကျက်တက်ပြမှုကျူးလွန်သည့်တရက်ခန်းနှင့်ဆက်ဆက်သူများကိုဆုံဆက်နေပြီးရည်ရွယ်မှုများလှုပ်ဆောင်မည်ဖြစ်ကြောင်းမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါသည် အောက်တိုဘာလ6ရက်နေ့ည7:00နာရီခန့်တွင်ချောင်းဦးမြို့နယ်ပုံတို့ကျေးရွာအနီး၌ပြည်သူများစုပေါင်းပြီးသတင်းကြိုလာပြင်းနှင့်စီမင်းထွန်းပွဲတော်ပြုလုပ်နေခြင်းတွင်မုံရမြို့နယ်နာမခါမှတက်လာသောစစ်တပ်လေတီတစီးသည်120မမပုံသည်နှလုံးကျေးချတိုက်ခတ်ခဲ့ပြီးလူအုပ်စုကြားထဲသို့ကြားရောက်ပါခွက်ကထိခိုက်ဒေဆုံးမှုများပြားကြောင်းသိရပါသည်ထို့သောဘုံချဲတက်ခိုက်ပြီးနောက်ကဲဆဲကြီးလုံနေသည့်အချိန်တွင်လည်းအကြံဘတ်စစ်တပ်ကနာမခါမှတက်လာသောစစ်တပ်လေတီတစီးသည်ဒုတိယကြိမ်ဘုံသည်နှလုံးအထက်မှကြကြတက်ခိုက်ခဲ့ကြောင်းသိရပါသည် လက်ရှိချိန်ကျမစစ်တပ်၏ဘုံးချက်တိုက်ခိုက်မှုကြောင့်တိစုံသူ24ဦးထိတိုးလာပြီးထိခိုက်ဒေဆုံးမှုများတဲ့တွင်အသက်70နှစ်အောက်ကလေးငယ်အများဆုံးပါဝင်ကခန္ဓာကိုယ်အစိပ်ပိုင်းများကိုဆုကောက်ခဲ့ရသည့်အခြေအနေဖြစ်ကြောင်းသိရပါသည်အကြမ်းဖက်စစ်တပ်ရဲ့လူမျိုးတွန်းတပ်ဖြတ်တဲ့လုပ်ရဖြစ်တံပြောလို့ရတဲ့တိဖြစ်ခဲ့တယ်။တိစုံမှုရေအတွက်ကတကယ်တမ်းပြောရရင်90ကျော်လောက်တောင်ရှိသွားပြီ။တိစုံသူတွေထဲမှာကလေးငယ်များစုပါတယ်။ပြောရရင်ကျွန်တော်တို့အနာဂတ်တွေပေါ့။တချို့ဆိုရင်ကိုလက်အင်္ကာတော့အဆုံမပါတာတွေရှိတယ်။ ျွန်တော်တို့အနေနဲ့ဆက်လက်လှုပ်သိမ်းလှုပ်ထိုက်တာကိုဦးစားပေးလှုံ့ဆော်သွားမယ်။အခုကဒေါ်လန်ကြီးရဲ့အချိန်ကာလတစ်ခုတော်တော်ကြာကိုရောက်နေပြီ။ဒီဒေါ်လန်သတင်းပေးဆိုတဲ့ဟာတွေကလည်းဒါကတော့စစ်ကောင်စီအနေနဲ့ကျွန်တော်တို့အချင်းချင်းတွေးကြွအောင်တိုက်တဲ့စကလုံးတစ်ခုဖြစ်နိုင်တယ်လို့တကယ်လည်းဖြစ်နိုင်တယ်။ကျွန်တော်တို့ကဖြစ်နိုင်တဲ့အခြေအနေမျိုးစုံကိုတွေးဆက်ပြီးတော့လှုံ့ဆော်သွားမှာဖြစ်တယ်ဟုမုံရမျိုးနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ကတာဝန်ရှိသူကပြောဆိုပါရတယ်။ ထို့သို့ရည်ရွယ်ချက်ရှိရှိစစ်တပ်လေဒီဖြင့်ရေးရဆက်ဆက်လူမဆန်စွာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောတရက်ခန့်ပိုင်းလော့ပါရာမိုတာစစ်တပ်လေဒီမောင်းသူတရက်ခန့်နေဆက်ဆက်တဲ့များအလို့ဒူလို့ပါပူပေါင်းပါဝင်သူတရက်ခန့်များကိုအပြစ်ပေးစီရင်ရန်အတွက်သက်ဆိုင်ရာတရင်ချက်လက်များကိုတရင်ပြပို့ကြရန်ပြည်သူနှင့်ညီသည့်တော်လိုင်းအဖွဲ့အစည်းကိုမဆိုးမုံရမျိုးနှင့်ပြည်သူလုံခြုံရေးအဖွဲ့မုံရပါလာဖာမှဖိတ်ခေါ်ထားပါသည် ဒီဖြစ်စဉ်ကိုစစ်ခွေးတွေကပြည်သူတွေမဟုတ်ဘူးအကြမ်းဖက်တွေလို့ပြောနေတာရှိတယ်။လာပြည်နယ်မှာစီမင်းထွန်းနဲ့အဲ့ဒီနေရာမှာကလင်းငယ်များစုပါတယ်။သူတို့ပြောတဲ့ကောင်းစင်အောင်မှာပြောရမယ်ဆိုရင်လူဆိုရင်လူသားဆန်တဲ့စိတ်တော်ရှိရမှာပေါ့။ကျွန်တော်တို့ဒီရှင်းလင်းရေးဗီဒီယိုဖိုင်ကိုတော့နှစ်ခါပြန်ပြီးမကြည့်ချင်လောက်အောင်ကိုဖြစ်တယ်။ကျွန်တော်တို့ကစစ်ခွေးတွေရဲ့ထုတ်ပြန်ကြေညာချက်တစ်ခုအပေါ်မှာဘာမှလိုက်ပြီးခန်းစားနေမှာမဟုတ်ဘူး။ဂရုစိုက်နေမှာမဟုတ်ဘူး။အရာရာတိုင်းကိစ္စတိုင်းကိုစဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်တဲ့ဉာဏ်နဲ့ပဲဆက်သွားမယ်။ စစ်ခွေးတွေကသတင်းပေးရှိလို့ဒီနေရာကိုလောက်တယ်ဆိုတဲ့ပုံစံမျိုးလုပ်တာအဲ့ဒါကဟုတ်ချင်လဲဟုတ်မယ်ဟုတ်ချင်မှလည်းဟုတ်လိမ့်မယ်ဒီကိစ္စတွေကဆုံးရှုံးမှုကတောင်းမယုံနဲ့ပြီးသွားမဲ့ကိစ္စမျိုးမဟုတ်ဘူးအဲ့ဒီအတွက်ကြံရစ်တဲ့သူတွေမှလည်းပူးဆွေးတော့ကရရှိတယ်တခါတလေမှကျွန်တော်တို့ကအဓိကရန်သူကိုမိသွားတာမျိုးလည်းဖြစ်တတ်တယ်ကျွန်တော်တို့ကသူတို့ရဲ့လော်ဘီတွေအောက်မှာမျိုးဝံပါသွားဖို့ပဲရှိပါတယ် သူတို့ဒလန်လို့ပြောတိုင်းကျွန်တော်တို့ကဒလန်လုံလိုက်ပြီးတွေ့သမျှမတင်ကြတဲ့အပြစ်မဲ့ပြည်သူတွေကိုကျွန်တော်တို့ရဲဘော်ချင်းချင်းနဲ့ယုံထင်ကြောင်းထင်ကိစ္စတွေမှာလှုပ်သွားတာမဟုတ်ဘူးကျွန်တော်တို့ရဲ့အုံနောက်ကျွန်တော်တို့ရဲ့စင်ကျင်ညံပေါ်မှာဖြစ်လာတဲ့ကိစ္စပေါ်မူတည်ပြီးတော့ဒီကိစ္စကိုဆက်လက်ကင်တွေ့သွားပါမယ်ဟုမုံရမျိုးနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်ဆက်လက်ပြီးတော့နေပြည်တော်မှာမဲချင်းမရယ်လိုဝယ်ဖန်ခဲ့တဲ့ဘူးလက်လာဆွေကိုမနေ့ညပိုင်းစစ်တပ်ကနေရင်ကနေလာရောက်ခေါ်ဆောင်သွားပြီးဒီနေ့မှအဆက်အသွယ်မရတော့ဘူးလို့သိရပါဗျ။ အော်တိုဝါလာ9ရက်နေ့မှာဘူးလက်လှဆွေကနေပြည်တော်မှာမဲဆင်းတွေမှနေတဲ့ကြောင်းလူဦးရေ900ရှိရင်300လောက်မှနေကြောင်းတည်တဲ့သူတွေဈေးရင်ပါနေပြီးရက်ွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုဝင်အောင်မဲဆင်းမပါကြောင်း2020ရွေးကောက်ပွဲကလာမဲဆင်းအဟောင်းကိုတုံးနေလူယူဆကြောင်းမဲဆင်းများအလွန်ကွာဟနေပြီးမဲဆင်းများပြန်လည်ပြုပြင်ရန်ပင်အချိန်တစ်ပတ်သာကျန်တော့ကြောင်းမဲဆင်းမောင်းရဲမှုအစီအမံပြေကြောင်းဘူးလက်လှဆွေကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက်အော်တိုဘားလာရှိရဲ့နေညပိုင်းမှာဘူလလာဆွေကိုစစ်တပ်ကနေအိမ်ကနေလာရောက်ခေါ်ဆောင်သွားတယ်လို့သတင်းတွေထွက်ပေါ်လာပြီးဒီနေ့ထိဘူလလာဆွေရဲ့လက်ကင်ဖုန်းတွေကိုလည်းဖုန်းခေါ်ဆိုလို့မရတော့ပါဘူးပုံမှန်အားဖြင့်နေ့စဉ်တက်တော့မှာဗီဒီယိုတွေတင်ပြီးနိုင်ငံရေးစီးပွားရေးအာဏာသိမ်းမှုအခြေအနေတွေကိုသုံးသပ်ချက်ဗီဒီယိုတွေပြန်ဝေလေးရှိတဲ့လှဆွေရဲ့ TikTok အကောင့်မှာလည်းဗာဗီဒီယိုမှမတင်တော့တာတွေ့ရပါဗျ။ စစ်တပ်နဲ့လော်ဘီအမိခံတရင်သမားတွေစုဝေးနေကြတယ်ဗိုက်ဘာဂရုတွေမှာလည်းတရင်သမားအမိခံစစ်တပ်လော်ဘီအောင်မင်းကဘူလတ်လတ်ဆွေဖန်ခံထားရသလားလို့စစ်တပ်ကိုမေးခွန်းထုတ်ထားပေးမယ်လေစစ်တပ်ကကဘာမှအကြောင်းမပြန်ပါဘူးမေးခွန်းမေးသူအောင်မင်းဆိုတာကခင်ကြီးရဲ့အတွင်းလူယုံဖြစ်ပြီးတော့ကျန်းဖို့ရဲ့အမကန်လော်ဘီလည်းဖြစ်ပါတယ်မဲချေမဝေးမှုအကြောင်းပြလို့အာနာသိန်းနဲ့စစ်တပ်အတွက်ဘူလတ်လတ်ဆွေရဲ့ဝေဖန်ချက်ကအရှက်ကိုထိုးသူလိုဖြစ်သွားစေနိုင်တယ်လို့ကြန့်ခိုင်တဲ့တရင်ရင်မြစ်ကသုံးသပ်ပါတယ် ဒါပေမဲ့ဘူးလတ်လဆွေကိုစစ်တပ်ကဖမ်းသွားတာလားခေါ်မင်းနေတာလားဆိုတာကိုစန့်ခိုင်ရေးပါတီဘက်ကလည်းဘာမှမသိသေးဘူးလို့အဲ့ဒီတရင်မြစ်ကဆက်လက်ပြောဆိုပါတယ်ကျန်းဖို့ပါတီအတွင်းမှာမဲအောင်လိုက်နဲ့စစ်တပ်ထိပ်ပိုင်းကဒိုက်ရိုက်စီမံခန့်ခွဲနေတာဖြစ်ပြီးပါတီအနေနဲ့အတွင်းရေးတွေကိုဗဟိုကော်မတီအစ်စင်ဝင်ကတော့တိုက်ခွင့်မပေးဘူးလို့ကြန့်ခိုင်တဲ့တရင်မြစ်ကဆိုပါတယ်။ နေပြီးတော့ပုပ္ပတိတိမျိုးနယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မယ်။ဘူလက်လာဆွေအဖမ်းခံရတာလားခနာကော်မေခံရတာလား TikTok မှာသူ့ထုံးစံအတိုင်းဗီဒီယိုတိုတွေတင်ပြီးထင်မြင်သုံးသပ်ချက်တွေရန်တန့်ထပ်ပြောနိုင်အောင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့စကိုင်းတိုင်းမော်လိုက်မြို့နယ်တွင်တင်းငယ်ဆစ်စင်ရေးကာလာတွင်စစ်တပ်စခန်း၆ခုကိုသိမ်းပိုက်ရရှိကြောင်းမော်လိုက်ဒေါ်လန်ရေးအင်အားစုမှတာဝန်ရှိသူကပြောကြားထားပါတယ်။ ဩဂုတ်လနဲ့စက်တင်ဘာလအတွင်းမော်လိုက်မြို့နယ်အတွင်းရှိအကြမ်းဖက်စစ်တပ်စခန်းများကိုတော်လိုင်းတပ်ဖွဲ့များပူးပေါင်းပြီးတိုင်းငယ်စစ်စင်ရေးပြဖို့ဆောင်ခဲ့ရာထောတာရွာပြူစောတိစခန်း၊အော်စီကုံရွာစခန်း၊ညောင်ဝန်းရွာပြူစောတိဂိတ်စခန်း၊နောင်ပင်ရွာစခန်းကုန်၊နားပင်ရွာစခန်းကုန်နဲ့တောင်အင်းရွာစစ်တပ်စခန်းစသည့်၆ခုကိုသိမ်းပိုက်ရရှိခဲ့ကြောင်းသိရပါသည်။တိုက်ခိုက်သိမ်းပိုက်တပ်က၅ခုပါတောင်အင်းစခန်းကုန်းကတော့စခရီဆုတ်ခွာထွက်ပြေးသွားတာပါစုစုပေါင်းစခန်း၆ခုသိမ်းပိုက်ရရှိခဲ့ပါတယ်ထိခိုက်ဖန်စီသိမ်းဆီးမှုတွေရှိတာကတော့စစ်ဒေသကထုတ်ပြန်ပါလိမ့်မယ် တော်လိုင်းရဲတပ်ဖွဲ့တွေဘက်ကလည်းထိခိုက်ကြဆုံအနေငယ်တော့ရှိတယ်။လက်ရှိတိုက်ပွဲဆက်ဖြစ်နေတာမျိုးတော့မရှိဘူး။စစ်စင်ရေးတင်းမာနေတဲ့အခြေအနေတော့ရှိတယ်ဟုမော်လိုက်တော်လိုင်းရဲအင်အားစုမှတာဝန်ရှိသူကပြောကြပါဗျ။တိုင်းငတ်စစ်စင်ရေးကိုမော်လိုက်တော်လိုင်းရဲအင်အားစုများဖြစ်တဲ့ခရိုင်တရင်တဲတရင်နဲ့တရင်သုံးတရင်လေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘကဖားနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပါလာဖားတို့ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ တိုင်းငတ်စစ်စင်ရေးအတွက်အကြံဖက်စစ်ကောင်စီတပ်ဖွဲ့မှအတင်းကျပ်ဖမ်းဆီးကစစ်မှုထမ်းကောဆောင်ခြင်းခံရသည့်စစ်သားလေးဦးသည်လက်နက်ခဲယံများနဲ့အတူအလင်းဝင်ရောက်ခဲ့တဲ့ဖြင့်တော်လိုက်အင်အားစုဘက်မှဂုံပြုစုငွေများချင်းမြင့်ပေးခဲ့ကြောင်းသိရှိရပါသည်။ဒီကနေ့မှတင်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့စဉ်အပဒိတ်သတင်းများကိုတင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နိုင်ပါစေ။